ကုသိုလ်ကံမှုတွေလို့ရင်ကံကောင်းလိမ့်မယ်လို့လူတွေထင်ကြတယ်။ဟုတ်တယ်သူတို့ရည်မှန်းတဲ့ကံကဘယ်လိုပါရော။ဘဝမှာအဆင်ပြေမယ်အနုဂိုင်းတွေကောင်းမယ်ဝိจิตနာတွေပြည့်စုံမယ်မတောင်းမတမကြောင်းမကြဆာမယ်ယာရုကုန်သိစီစဉ်ဥစ္စာတွေတိုးတက်မယ်အဲ့ဒါကိုကံကောင်းတယ်လို့ပြောကြတယ်နော်။တိုးတော့မကောင်းတာပါလဲလို့ဆိုလို့ရှိရင်မကြခင်ဥသွားတာတို့မကြခင်နာရတာတို့ယောဂဖြစ်ရတာ ဒီကနေ့ခင်မကြီးဆေးုံဆေးကန်းကြီးတွေကြီးနေတယ်။ရောသွားတယ်လို့မရှိဘူးနော်။လူတိုင်းလူတိုင်းဟာယောဂကိနေဆိုတာမှန်မှန်ရှားနေ။အဲ့တော့ကံကောင်းတယ်ကံကောင်းတယ်နဲ့ကြိုးစားနေရင်ကနေကံဆုံးမှုမှောင်တွေ့နေကြတာဖြစ်တယ်။ဘဝတန်နေရာထဲမှာကံကောင်းအောင်လုပ်ဖို့အလုံးကိုခဲရင်။နောက်ဆုံးမိတ်အဆုံးသတ်မှာတော့အကောင်းတွေ့ဖို့ရမှန်မှန်ခဲရင်လေ။လူတိုင်းလူတိုင်းဟာသိဆုံးခြင်းမှာ ဆုံးသတ်ကြရတယ်။ ခင်မင်ကြတဲ့ဆွေတွေမျိုးတွေမိသားစုတွေကမျက်ရည်မျက်ခွက်နဲ့တောကနဲ့ပဲနေကြရတာဖြစ်တယ်။အဲ့တော့ခံကောင်းပါတယ်ဆိုရင်ဆိုတဲ့ပုဂ္ဂိုလ်ရောအဲ့ဒီလိုဟာမျိုးတွေ့ရလားဆိုတွေ့ရ။ယာရုကြီးတဲ့ပုဂ္ဂိုလ်ရောအဲ့ဒါမျိုးတွေ့လားတွေ့တာ။စီစဉ်ဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့တယ်။အဲ့တော့တန်လျာထဲမှာခံကောင်းတယ်ဆိုတာဘာပြောတာလဲ။ကောင်းတဲ့အပိုင်းလေးကိုကြည့်ပြီးတော့ကံကောင်းအောင်လုပ်ကြ။ အလုံးကောင်းရင်ကံကောင်းတယ်လို့သူတွေကပြောနေကြတယ်။အေးကိလေသာတွေနဲ့တွဲဖက်နေတဲ့ကံတွေဟာအကောင်းတသက်မရှိဘူးအဆိုးဘက်ကိုတွန်းပို့နေတာတွေဒါများတယ်ပေါ့။ကံနဲ့ကိလေသာနှစ်ခုပေါင်းဆက်ပြီးတော့ဘဝတန်တရားခရီးကြီးကိုရှောက်လန်းစေတာပဲဖြစ်တယ်။ကောင်းပြီကံဆိုတာဟာအလုံးကြောက်ရတဲ့အတိုင်းကံဆိုတာကို ကြာဘူးနာဝရှိတဲ့ပုဂ္ဂိုလ်တွေကံဆိုတာဘာလဲလို့ပြောလို့ရှင်စေရနာဟံမိခွေ ကမဝရာမိယသဗျာကစိတ်ထဲမှာတွန်းအားပေးတဲ့သဘောလေးတွန်းအားပေးတဲ့သဘောကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တွန်းအားပေး pollution လို့အင်္ဂလိပ်လိုပြန်နေထို့တဲ့ကောင်းတဲ့ဟာ stimulation တို့ motivation တို့ တွန်းအားတစ်ခုလို့ဆိုတယ်။ကောင်းတာဖြစ်ဖြစ်လှုပ်ဖြစ်သွားအောင်မကောင်းတာလည်းလှုပ်ဖြစ်သွားအောင်တွန်းအားပေးတဲ့စွမ်းအားတစ်ခုပဲ။အလုံးကိုစုစည်းတဲ့စေတနာဆိုတာ organization ပဲ။တဘာဝတရားတွေအလုံးကိုစုစည်းပေးလိုက်တယ်။အဲ့ဒီစုပေးလိုက်တဲ့စွမ်းအားတွေနဲ့သူကပေါင်းဆက်သွားတယ်။အဲ့တော့ကံကိုဒီ တမားအဖြစ်ပြောရင်စေရနာဟံဘိခွေကမ္မဝရမိလူတွေဟာဒီတွန်းအားအလိုက်စိတ်ထဲကကြံစည်ကြတယ်နှုတ်ကပြောဆိုကြတယ်ကိုယ်ဒီလျောက်လုပ်ချင်ဘာတွေဖြစ်လာတော့ဆိုကမ္မဆိုရဲအမှုတွေဖြစ်လာစိတ်နဲ့ကြံစည်တဲ့အမှုနှုတ်နဲ့ပြောဆိုတဲ့အမှုကိုယ်ဒီလျောက်လုပ်တဲ့အမှုတွေ အဲ့ဒီအမှုကိစ္စတွေပေါ်လာအောင်တောင်းအပ်ပေးတဲ့စေတနာကိုကံလို့ခေါ်တယ်လို့ဆိုတာဒါဖြင့်မြတ်စွာဘုရားရဲ့ဒေသနာတော်မှာစေတနာတစ်မျိုးတည်းကိုသာကံလို့ခေါ်ရလားလို့ဆိုမဟုတ်ဘူးဟုတ်အလုံးဘုရားဘာသာဝင်သူရစင်နေတည်တဲ့အတိုင်းကာယကမစည်းကမနောကံလို့ရှိတယ်မယ်စေတနာကိုမနောကံလို့ခေါ်ရမဟုတ်ဘူးကာယကမြောက်သွားအောင်တောင်းအပ်ပေးတဲ့ တနည်းအားဖြင့်ရွယ်ချက်ရှိရှိလုပ်တဲ့ intention ပေါ့နော်တွန်းအားပေးတဲ့သဘောဒီမကောင်းတဲ့အဟုပြောမယ်ဆိုရင်သူများတဲ့ကိုတတ်တယ်သူများဥစ္စာခိုးတယ်သူတို့ကသားမယားစော်ကားတယ်ပြစ်မှားတယ်ကောင်းတဲ့ဘက်ကပြောရင်သူများတဲ့ကိုတတ်ခြင်းမှရှောင်ကျင်တယ်အကျဉ်းတရားထားတယ်သူများဥစ္စာမခိုးဘူးတန်ရှင်းစွာနေထိုင်တယ်ကိုယ်တိတ်ခါကိုထိန်တယ် ူတော်သားမယားစိတ်နဲ့တောင်မပြင်းမာဘူးပြင်းမာခြင်းမှရှောင်ကျင်နေဆိုကောင်းတာမကောင်းတာဒီနှစ်ခုရှိတာနော်နှစ်ခုရှိလားအဲ့ဒါတွေကြတော့စေရနာကိုသူများတဲ့တတ်တာဆိုတာလေစေရနာကြောင့်တတ်ဖြစ်သွားတာတွန်အားဘယ်သူနဲ့တွဲလာတော့ဆိုဒေါသဆိုတဲ့အမုန်းတရားနဲ့တွဲလာတာဖြစ်တယ်ရှင်ဘုံရအဖြစ် တမယဥစ္စာခိုးတာကြတော့လောဘဆိုတဲ့ကိလေသာနဲ့တွဲလာတယ်သူတော်ဘာတောင်ရပြမှားတယ်ဆိုတာကြလဲလောဘဆိုတာနဲ့တွဲလာတယ်တခါတည်းကဒေါသဆိုတာနဲ့လည်းတွဲတယ်လက်စားချေတဲ့သဘောမျိုးလှုပ်တာလည်းရှိတယ်နော်အဲ့ဒါကြောင့်မလို့လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေနဲ့ပေါင်းစပ်ပြီးစေရနာတွန်းအားကြောင့်ပြစ်မှုတစ်ခုကျွလွန်သွားတယ် ဲ့ဒါတွေကစေရနာလို့ခေါ်တခါနှုတ်ကပြောတဲ့အခါမှာကောင်းမကောင်းနှစ်ခုရှိတယ်ပဲမကောင်းတဲ့စေရနာကြတော့လောဘဒေါသမောဟတွေပေါင်းဆက်ထားတဲ့စိတ်စေရနာတွေ ਨੇ တစ်ဖက်သားကိုတီးတီးကြီးလိန်ပြောတယ်မမမကန်ပြောတယ် တုံးတူမတက်အောင်ခုံချောတယ်ဆဲရည်တယ်အကျိုးမရှိတဲ့စကားတွေနဲ့အကျိုးမဲ့ဖြစ်စေတယ်ဆိုတဲ့ဒီတွန်းအားတွေဒီနှုတ်ကနေထွက်သွားအောင်လိန်လေတဲ့စကားတစ်ခွန်းနှုတ်ကထွက်သွားအောင်တွန်းအားပေးတယ်စေရနာတုံးတူမတက်အောင်ချွန်တွန်းလုပ်တဲ့စေရနာလူတယောက်ကို တည်းရှင်ကြီးတိမ်မွေးစွာမပြောဘဲနဲ့တစ်ဖက်သားဒေါသဖြစ်သွားတော့တဲ့စကားမျိုးဆေးတိုင်းထားတဲ့စကားမျိုးလည်းပြောတယ်အကျိုးမဲ့ကောင်းရချမ်းသာကိုမရစေနိုင်တဲ့လွယ်မာတဲ့အကြောင်းအရာတွေကိုပြောဆိုတယ်အလုတိနေကြတဲ့မူတဝါဒပိတုဏဝါစာဖရုဒဝါစာသမ္ပပလပါလို့ဆိုတယ် ဒီစကားတွေနှုတ်ကပ်ထွက်လာအောင်တွန်းအားပေးတဲ့စေတနာကိုကံလို့ခေါ်တယ်အဲ့ဒါတွေကရှောင်မှုတွန်းအားပေးတဲ့စေတနာကြတော့ကုသကံလို့ခေါ်ပြန်တယ်ဟုတ်ပြီကာယကံနဲ့ဝစီကံစေတနာကိုကောက်တယ်မနောကံကြည့်လိုက်မနောကံကြတော့စေတနာမဟုတ်တော့ဘူးအဘိစာဆိုတာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့ စိတ်ကူးကြံစည်မှုအဘိစာအဘိဆိုတာရှေရှုစာဆိုတာစိတ်ကူးတာလောဘနဲ့သူပစ္စည်းကိုမှရချင်တယ်ကြံတွေးမှုစိတ်ထဲကကြံလိုက်တာနဲ့ပဲအဲ့ဒါကံမြောက်သွားတယ်နော်သူများပိုင်တဲ့ပစ္စည်းကိုဘာပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့သူများပစ္စည်းကိုမှလိုချင်တဲ့လောဘနဲ့တွေးလိုက်တာနဲ့တပြိုင်တည်းကံဖြစ်သွားတယ်စေရနာမဟုတ်ဘူး လောဘကိုကံလို့ခေါ်တယ်အဲ့ချာမနောကမှာလောဘကိုကံလို့ခေါ်တယ်တခါပြာပါရဆိုတာဒေါသလူတယောက်ကိုယ်နဲ့မတည့်ဘူးကိုယ်ပေါ်မှာမကောင်းလုပ်တယ်လို့ယူဆတယ်သို့မဟုတ်ကိုယ်မကြိုက်တာတွေလုပ်တယ်ဆိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ပျက်စီးသွားရင်ကောင်းမှာပဲဒီကောင်းသေးသွားရင်ကောင်းမှာပဲဒီကောင်းဒုက္ခရောက်သွားရင်ကောင်းမှာပဲလို့တွေးလိုက်တာနဲ့တပြိုင်တည်းအဲ့ဒီအတွေးပါဝင်တဲ့ ဒေါသဟာကံဖြစ်သွားတယ်သူကကံဖြစ်သွားတယ်ဆိုရင်ရှင်တဲ့နှလုံးထဲမှာ accumulate ဖြစ်သွားကံဖြစ်တယ်ဆိုတဲ့သဘောတရားဟာတပြင်ကအသီးသီးလိုက်တဲ့အခါမှာအထဲထဲမှာအပင်ပေါက်နိုင်တဲ့စွိုင်းတတိရသွားတဲ့သဘောပဲအစိတ်အကျိုးတစ်ခုထုတ်လုပ်ဖို့ရအတွက်တတိတစ်ခုပါသွားတာဟုတ်ဆုံးအဲ့ဒီဒေါသဟာ သမန်မိသားစုကိုတငယ်ချင်းပေါင်းသင်းတယ်။တော့မိဘနဲ့သာသမီဆိုရလို့ဘုရားလှုပ်တဲ့အခါမှာမိဘကသာသမီကိုစိတ်ဆိုးတယ်။မိဘကိုသာသမီကစိတ်ဆိုးတယ်။ညီကောင်မောင်နှမစကားပြောမတတ်လို့စိတ်ဆိုးကြတယ်။သို့သောဒီကောင်တည်သွားရင်ပျက်စီးသွားရင် ကောင်းမှာပဲဆိုတော့မပါဘူး။ကျိုးယိုးစိတ်ဆိုးတာကြတော့ဒေါသအခုလိုပျက်စီးသွားဖို့ထီအောင်စဉ်းစားတဲ့ဟာကြတော့ဖြာပါလား။ အဲ့ဒါကံဖြစ်သွားတယ်လို့ဆိုတော့နောက်တစ်ခါအလုံးကိုမထင်ရှားတဲ့ကံတစ်ခုကပါတော့ဆိုမိစ္ဆာဒိဋ္ဌိအဲ့ဒါတော့အလုံးကိုသိမ့်မွေးတယ်လောကလူတွေကလွယ်လွယ်ပြောကြတယ်တမလွန်လောကကိုမယုံဘူးနောက်ဘဝကိုမယုံဘူးအတိတ်ဘဝကိုလည်းလက်မခံဘူး အမေအဖေဆိုတာသူ့ဘာသူ့သူတို့ချင်းချင်းပေါင်းသက်ဆက်ဆံကြတာဖြစ်တယ်။ဘာမှကျေစုတင်စရာမလိုဘူး။သူတွေကတည်သွားပြီးရင်နောက်ဘဝဆိုတာမရှိဘူး။နောက်ဘဝဆိုတာမရှိဘူး။ကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုးကျိုးမဖြစ်ဘူးဆိုတယ်။ဘာလုပ်လို့ကောင်းကျိုးချမ်းသာရနိုင်တာဆိုတာမရှိဘူး။တဘဝတစ်ခါပဲတည်တယ်ဆိုပြီး အဲ့ဒီအတွေးလေးဝင်လိုက်တာ ਨੇ အဲ့ဒီဝိသဒိဋ္ဌိဆိုတဲ့နတ္ထိကဒိဋ္ဌိဟာကံမြောက်သွားတယ်အဲ့ဒါအဲ့ဒီဒိဋ္ဌိရလည်းပဲကံမဲ့တာမနောကလို့ခေါ်တယ်ရသော်ဘုရားကအပြစ်တွေထဲမှာဝိသဒိဋ္ဌိဟာအပြစ်ကြီးဆုံးလို့ပြောတယ်ကံဤအကျိုးကိုညှင်းပယ်တဲ့ဒိဋ္ဌိကိုနတ္ထိကဒိဋ္ဌိလို့ခေါ်တယ်ဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိဟာအဲ့ဒီဒိဋ္ဌိကိုပြောတယ် ဟိုကမ္မထမ်းဆရာတွေဟောတဲ့တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးနော်တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးဒီဒိဋ္ဌိကမနောဒုစရိုက်တဲ့မှာပါတဲ့ဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုညှင်းပယ်တယ်ကံရဲ့အကျိုးတရားကိုညှင်းပယ်ခြင်းဟာကံကိုညှင်းပယ်ခြင်းပဲဖြစ်တယ်အဲ့တော့ ကံဤကျိုးကိုညင်းပယ်လိုက်ခြင်းဖြင့်ကံကိုလည်းညင်းပယ်တယ်အကြောင်းတရားကိုလည်းညင်းပယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်လို့အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီအမြင်လေးဟာကိုယ့်ကိုယ်တော်ဖီလိုဆိုဖီလို့ထင်ကောင်းထင်လေလွယ်လွယ်လေးနဲ့ကိုယ့်ရင်ထဲမှာလူမနေနဲ့ဘာကျိုးမှမရဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုးကျိုးမရဘူး။နောက်ဘဝဆိုတာမရှိပါဘူး။တေပြီးပြန်ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ ဒီအတွေ့အမြင်လေးကိုလက်ခံလိုက်တာ ਨੇ မိစ္ဆာဒိဋ္ဌိဆိုရယ်ကံဖြစ်သွားတယ်အဲ့ဒါမနောခံလို့ခေါ်တယ်နော်အဲ့တော့သဘောပေါက်ရမှာကတော့စေရဏဟံမိခွေကမ္မဝရမိတို့မြတ်စွာဘုရားနိဗ္ဗိထိကတုတ်တံမှာဒီတနေ့ရတယ်ပဲဟုတ်တယ်စေရဏတိကံမှန်လေအဲ့ဒီတွန်အားရဲ့ကြောင့်လုံးမိတယ်တွန်အားရဲ့ကြောင့်ပြောမိတယ်ဆိုတဲ့နေရာတွေ စိတ်ကူးချမ်းစေမိတာကြတော့ခုနဒီသဘာဝတရားတွေအဘိဓါဆိုတာလောဘပြဘာရဆိုတာဒေါသမိစ္ဆာဒိဋ္ဌိဆိုတာဒိဋ္ဌိအဲ့ဒီအကုသိုလ်စေတသိက်အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေသိလေအဘိဓမ္မာအကုသိုလ်စေတသိက်သုံးခုအဲ့ဒါဟာကံပဲနော်ကံမြောက်သွားတယ်ထုတ်တွေ့တာမကောင်းတဲ့ကံဘက်ကမကောင်းတဲ့ဘက်က ဆိုတော့ကံပဲတစ်မျိုးရှိတုံးလို့အခုအကျဉ်းပြောမယ်ဆိုရင်အကုသိုလ်ကံဟာစေရနာကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်လောဘကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒေါသကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒိဋ္ဌိကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒါမကောင်းတဲ့ကံဘက်ကဒါတွေရကောင်းတဲ့ကံဘက်ကကြည့်လိုက်လို့ရှင်တော့ရှောင်ကျဉ်မှုနဲ့သွားတယ်သူများတဲ့တချင်မှရှောင်တယ်ရှောင်မှုရအတွက်တွန်းအား motivation stimulation တော့အဲ့ဒီတွန်းအားနဲ့မဟုတ်တဲ့လူကရှောင်လိုက်တယ်မဟုတ်တဲ့စကားမပြောအောင်ထိမ့်သိမ့်လိုက်တယ်အဲ့ဒါစေရနာကုသိုလ်စေရနာလို့ခေါ်တယ်တခါသူတဲ့တိမ်မွေးတဲ့ကုသိုလ်စေရနာတွေကပါတယ်တော့ဆိုအနာဘိဆာအလောဘအလောဘဆိုတာ generosity ဒီ ကိုကိုသာကိုသာသုံးမယ်ဆိုတဲ့သူမြတ်ပစ္စည်းကိုလိုချင်တဲ့မတော်လောဘမရှိဘူး။ပြီးချင်းကန့်ကျင်တဲ့စိတ်ပဲရှိတယ်။သူမြတ်ပစ္စည်းမတရားယူဖို့စိတ်ထဲမှာမရှိဘူး။အလောဘအနာပိစာအပြာဝရမေတ္တာအရောဒဆွေမေတ္တာတရားရီချမ်းသာကြပါစေလို့မေတ္တာပို့တာကအပြာပါရဆိုတဲ့စေရနာမနောကအပြာပါရဆိုတဲ့ အရောသစေတသိက်ကိုပြောတယ်နော်အပြပါရဆိုအရောသစေတသိက်အမုန်းကင်းစင်တဲ့မေတ္တာတရားမေတ္တာဆိုရဒီအရောသကိုပဲပြောတာပဲအဲ့တော့မနောကံထဲမှာလူတယောက်ကိုတော်ရီအလုံးချမ်းသာကြပါစေတိတုအဆင်ပြေပါစေလောကကြီးမှာတယောက်တယောက်ဒုက္ခပေးနေလို့ရှိရင်ဉာဏ်မြင့်ညတ်တာဒုက္ခမေ့เสียဘုသူဘုသူမှာဒုက္ခမပေးပါစေနဲ့ ရိတ်ထဲမှာပါတယ်လို့တပိပတ္တရာဏိပတန်တုသတော်ရီအလုံးဟာအကောင်းနဲ့ကြီးပဲကြုံတွေ့ကြပါစေမကင်စီပပမကမဘဇုထံမှာအဆိုတရားတွေမကောင်းကျိုးတွေမရောက်ပါစေနဲ့ဆိုအဲ့ဒါအာထောတာမေတ္တာအပြာပါရလို့ခေါ်တယ်အဲ့ဒါလည်းကံဖြစ်ပါလေနော်ကံဖြစ်ပါနောက်တစ်ခါတမ္မဒိဋ္ဌိတမ္မဒိဋ္ဌိဆိုတာကြတော့ ခဏလို့ကိုင်းဤကျိုးကိုညင်းပဲ့တာမဟုတ်ဘူးမကနဲ့အမြင်တစ်ခုယူစားအေးကောင်းတာလို့ရင်ကောင်းကျိုးရတယ်လူချင်းတန်းချင်းရဲ့အကျိုးကျေးဇူးဆိုတာရှိတယ်အမေဖေးဆိုတာကျေးဇူးတင်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အမေဖေးကသာခွင့်မပြုဘူးဆိုဘာနဲ့တူတော့ဆိုလူစီလာဖို့ရအမေဖေးကအင်မီဂရေးရှင်းပဲလေသူဗီဇာထုတ်မပေးရင် လာလို့မရဘူး ခုခေတ်ဆိုဗီဇာမပေးချင်လို့ကြိုတင်ဟန်တားတာတွေတောင်ရှိတယ်။ဘတော်တဆလက်လွန်လို့ရောက်လာပြန်တော့လည်းမိုက်ပုံနဲ့ထည့်ပြစ်တယ်။ဣမတ်တလောကတဓာတ်တိတာတော့မိဘရဲ့ခြေဆုထဲမှာကျွေးတာဆောင်းလျှောက်တာထားလိုက်အောင်အဲ့ဒီခြေဆုကပြန်ကျွေးလို့ရသေးတယ်။ပြန်ဆောင်းလျှောက်လို့ရတယ်။ကိုယ့်ကိုလူလောကကိုလာခွင့်ပေးလိုက်တဲ့ခြေဆုကဘယ်လိုဆက်ဆက်လို့ရပါမလား။ကိုယ်ကနောက်မှလာတာလေ။ အမေဖေကကိုယ့်ကိုလာခွင့်မပြုဘူးဆိုရင်လူတော်ကရောက်ပါမလားရောက်နိုင်ဘူးဘိုးချရွှေကိုဖြစ်ပါသားရောက်ကောင်းရောက်အမေဖေကအီမီဂရေးရှင်းပဲသူလက်ခံမှဖြစ်တာအဲ့ဒီလက်ခံတဲ့ခြေစုပ်ကိုမြတ်စွာဘုရားကဣမတ္တလောကတ္တထတိတာရောဆိုမိဘရဲ့ခြေစုပ်ကိုသုံးခွန်းနဲ့မြတ်စွာဘုရားဆုံးအောင်ပြောလိုက်တယ်တစ်ခုကအပါတကား ိုဝန်ကလေးကအမေကဆောင်းရှောက်လာခဲ့။မွေးလာတယ်လည်းဆောင်းရှောက်။ပေါ်တကမွေးဖွားလာတဲ့နောက်မှာဆောင်းရှောက်ရုံနဲ့မကဘူးကျွေးမွေးတယ်။ဟောနှစ်ခုဆောင်းရှောက်ခြင်းကျွေးမွေးခြင်း။နောက်ဆုံးတစ်ခုကတော့ဘာလို့အိမတ်တလောကတာထပ်တည်တာတော့ဒီလောကကြီးကိုပြတယ်။ဒါဒီခြေဆုကတော့ဆက်လို့မကုန်တဲ့ခြေဆုပဲ။မိဘခြေဆုကောင်းအောင်မဆက်နိုင်ဘူးဆိုတော့အဲ့ဒါကိုပြောတာ။ဘာလို့လို့ဆိုရင် ကောနောက်မှရောက်တာဆိုတော့မိဘကိုကောလူလောကလာဖို့ဆိုတော့ဘယ်လိုလုပ်တုံးဆက်သူကရင်ရောက်တာလေအေးဒါကြောင့်မို့ဒီမိဘရဲ့ကျေကျေးဇူးရှိတယ်လို့လက်ခံခြင်းတည်ပင်နေသူကသမာဓိဋ္ဌိဖြစ်သွားတယ်အဲ့ဒါမနောကဖြစ်သွားတယ်တုံလုံးလောကဆိုတာရှိတယ်လူတွေဟာတည်သွားပြီးရင်နောက်ဘဝဆိုရောက်လာအောင်ပဲ ဆိုတော့ကံတရားရဲ့အကျိုးလက္ခဏာတွေမှန်သမျှသမာဓိဋ္ဌိလို့ခေါ်တယ်။အဲ့ဒါကြတော့ပညာလို့ခေါ်တယ်။မိစ္ဆာဒိဋ္ဌိကဒိဋ္ဌိစေတသိက်သမာဓိဋ္ဌိကြတော့ပညာ right understanding မင်္ဂန်နဲ့နားလည်မှုမင်္ဂန်နဲ့နားလည်အဲ့တော့အဲ့ဒီဒီမှာကအလောဘရဲ့ အရောသဆိုရဲမေတ္တာရဲ့အမတ္တိဋ္ဌိဆိုရဲပညာရဲ့ဒီသုံးခုကကံပဲစေတနာတည်းမဟုတ်ဘူးเนาะကုသကံထဲမှာဒီသုံးခုပါလာအဲ့တော့ကံဆိုတာဟာဒီတရားတွေကိုပြောတာပဲအလုတ်တစ်ခုဖြစ်အောင်တွန်းအားပေးတယ်တွန်းအားပေးလိုက်တာဟာသူက energy တွေစုသွားအောင်သူက စုဆောင်လိုက်ဒါဖို့အာယုဟနာရတလို့ခေါ်တယ်သူကံတရားတွေဟာပေါင်းစုပေးလိုက်ခြင်းစုလိုက်တဲ့အခါမှာစွမ်းအားပြေလာဒီကံတရားတွေကစုလိုက်သည့်အတွက်ကြောင့်ဆိုပါစို့တစ်ပင်တပင်ရဲ့အနှစ်ဟာဘယ်မှာသွားစုကြလဲဆိုနောက်ထပ်အပင်တပင်ကိုဖြစ်စေနိုင်တဲ့စွမ်းရည်တတ္တိဟာဘယ်မှာသွားစုကနေခေတ်တော့ဂိုင်းကူးတွေဂိုင်းကူးတာတွေပါနေရှိတယ်ပေါ့နော် အဲ့ဒီထားတဘာဝအပြည့်ဘယ်နေရာမှာသွားစုတယ်လို့ဆိုလို့ရှိရင်မျိုးစိတ်မှာသွားစုအတိမှာသွားစုအတိမှာသွားစုအဲ့ဒီအတိတဲ့ကအစိတ်လေးတဲ့မှာသွားပြီးတော့နောက်ထမပြီးမျိုးဖြစ်ဖို့အဲ့ဒါလိုပဲလူရဲ့စိတ်အစဉ်ထဲမှာဒီစေရနာတို့လောဘဒေါသမစ္စဒိဋ္ဌိအလောဘအရောဒသမတ် ညာလို့ဆိုရဲဒီတရားတွေပေါ့တစ်နှစ်တရားစုသွားလို့ဘဝတစ်ခုကျုပ်ပြိမဲ့ဆိုလို့ရှင်တရားတွေကကျုပ်ပြိနိုင်လာအဲ့တော့ကံတရားဆိုဒီမှာကောင်းတဲ့ကုသိုလ်ကံရှိတယ်မကောင်းတဲ့အကုသိုလ်ကံရှိတယ်ကုသိုလ်ကံအကုသိုလ်ကံရှိမြတ်စွာဘုရားကဘုရားတို့တွေနေစဉ်ဘာတွေလုံးနေကြတော့ကိုယ့်ကိုစဉ်းစားကြည့်လိုက်နေစဉ်လုံးနေတဲ့အလုပ်တွေကိုကြည့်လိုက်မယ်ဆိုရင် ဥဘောပုံဉ္စပပင်းစယမစ္စောကုရုတိဣထာလူဘဝလူဖြစ်လာတဲ့အခါမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ဟောကောင်းတဲ့လုပ်တယ်လည်းလုပ်တယ်မကောင်းတဲ့လုပ်ကောင်းကြီးလည်းပဲဖြစ်ဘူးမကောင်းတာကြီးလည်းပဲဖြစ်ဘူးမကောင်းလည်းလုပ်တယ်မကောင်းလည်းလုပ်တယ်အဲ့ဒီကောင်းမကောင်းဆိုတဲ့အရာတွေဟာကိုလုံးလိုက်တဲ့အရာတွေဟာခုနရှေ့ကတွန်းအားတွေကို ရွှေပြီးတော့ကံလို့ခေါ်လိုက်တယ်အဲ့ဒီကံဒီတင်ညိတတတကံဟောတိတင်္ဆာအာရယခစ္စတိကိုယ်ရင်ထဲမှာဖြစ်သည့်အတွက်ကြောင့်ကိုယ်သာလင်ကိုယ်နဲ့သာသက်ဆိုင်သွားတယ်ကိုယ်ထဲမှာသာဖြစ်လို့ကိုယ်ပဲသက်ဆိုင်သူများနဲ့မဆိုင်သူများနဲ့မဆိုင်ုံနဲ့မကဘူးဒီဘဝလှုပ်ထားတဲ့အရာတွေဟာ ခန္ဓာရှိနေသမျှကလပလုံဒီကံတရားတွေကကိုယ်နဲ့အတူပါနေမှာပဲဖြစ်တယ်။မကောင်းတဲ့ကံဆိုလို့ရှိရင်ဒုက္ခပေးဖို့ကောင်းတဲ့ကံကအကူအညီပေးဖို့ဆိုပြီးတော့လူတွေမှာကောင်းတဲ့ကံမကောင်းတဲ့ကံဒီနှစ်ခုနဲ့သွားနေမှာပဲထိုးစက်မကောင်းတဲ့ကံကဒုက္ခပေးတယ်ကောင်းတဲ့ကုသိုလ်ကံတွေကြတော့ချမ်းသာဒုက္ခပေးတော့လောကလူတွေကကံဆိုတာအလုတ်ပါအလုတ်ကောင်းရင်ကံကောင်းပါတယ်နဲ့လွယ်လွယ်ပြောကြတယ်နော် လို့လည်းပြောကြတယ်သူတို့ပြောတဲ့ကြီးဝဲချက်ကတော့ခုနကတမန်အဲကြီးပွားထုတ်တဲ့အလုပ်တွေကိုပြောတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်နော်တကယ်တော့လောကမှာဒီလူတွေမှာနေစင်တဲ့အကံတရားတွေကဖြစ်နေတာကိုသိသိဖြစ်စေမသိသိဖြစ်စေလူယဉ်တဲ့နှလုံးထဲမှာဖြစ်နေဖြစ်နေတဲ့အရာဟာကိုယ်ယဉ်တဲ့မှာကိန်းသွားပြီသူကရောက်ရှိနေတယ် accumulation ဆိုစုမိဆောင်မိဖြစ်သွားစုမိဆောင်မိဖြစ်သွားအဲ့ဒါတွေကတင်ညိတတတကံဟောဒီကောင်းမကောင်းတွေဟာကိုကိုပိုင်ဥစ္စာ ကိုနဲ့သာသက်ဆိုင်တော့တယ်တပိတတကမ္မတကဆိုတာအဲ့ဒါပြောတာကံသာလင်ကိုပိုင်ဥစ္စာကိုလုတ်တာကိုနဲ့သာသက်ဆိုင် responsibility ကိုဆိုလို့တယ်ကိုရင်ထဲမှာဖြစ်တာကိုနဲ့မဆိုင်လို့ဘယ်သူနဲ့သွားဆိုင်ပါ ိုယ်ရင်ထဲမှာဖြစ်တာကိုယ်ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂါကိုယ်ပဲခံရเนาะကိုယ်ပဲခံအဲ့ဒါလိုပဲဒီကိုစားလိုက်တဲ့အစာရဲ့အကောင်းဆုံးကလည်းပဲကိုယ်ပဲခံရတာအဲ့ဒါလိုပဲကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့ကောင်းဆုံးကံဟာကိုယ်နဲ့သာသက်ဆိုင်တယ်အဲ့ဒါကိုကမ္မတက္ကတာကံသာလင် ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ပြောတာအဲ့ဒါကိုပြောတာ responsible ဖြစ်တာပြောတာဟုတ်ပြီ responsible ဖြစ်သွားရင်ဒီဘွားတယ်လားလို့ဆိုမဟုတ် တင်စအာရာယခစ္စတိဒါကြီးကပါသွားမှာပဲဘလို့လို့ပါတာတော့ကံတရားတွေကဘယ်မှာကိန်းနေတာလဲနှလုံးထဲမှာကိန်းသလားနှလုံးထဲမှာကိန်းရင်နှလုံးခုန်ရက်သွားလို့ရှင်နှလုံးဆိုတာတည်သွားရင်မီးရှို့တဲ့ထဲပါသွားမှာတော့ဘာလို့လွတ်လိုက်အဲ့လိုမဟုတ်ရင်အုံနောက်ထဲအုံနောက်ဆိုတာလဲဂျမ်းဖြစ်သွားတာရှိသေးတယ် အဆိုင်မဖြစ်ရင်ဒီဘွားတွေမေ့သွားပြီအဲ့တော့ကန္တရားပဲသွားနေပြီအုံနောက်မကောင်းတော့ဘူးသိလို့ရှိရင်လည်းမီးရှို့ပြလိုက်တယ်ဒီအုံနောက်ကပါးရအကြောင်းဖြစ်ပြန်အဲ့တော့ကံဟာဘယ်မှာတည်ရှိဘယ်မှာဟို remain ဖြစ်နေတယ်လဲဘယ်မှာတည်ရှိတယ်လဲလို့ပြောမစို့စိတ်အစင်မှာရှိတယ်စိတ်အစင်ဆိုတာဘယ်တော့မှပြတ်တော့မသွားဘူး စိတ်အစဉ်ဟာတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဆက်နေ mental processor တန်တရာဝကတန်တရာဘဝမှာစတဲ့အချိန်ကစပြီးနိဗ္ဗာန်ရသည့်အထိအောင် mental process ကပြတ်သွားတာနှစ်နေရာပဲရှိဒါတောင်ခိတ္တပြတ်တာဘယ်နေရာတော့ဆိုလို့ရှိရင်ဇန်စွမ်းအားနဲ့တမာရီစွမ်းအားနဲ့စိတ်ကိုယုံမုံးပြီးတော့တရားအထုတ်လို့အောင်မြင်သွားလို့ရှိရင်အသိဉာဏ်တတ်ဖို့ဆိုတဲ့ စိတ်မဲ့တဲ့ဘဝမျိုးရောက်သွားတာကဘာ900ဒါလည်းပဲ boss လုပ်တယ်လို့ပဲပြောရမယ်ခိတ္တ boss လုပ်လိုက်တယ် stop လုပ်တာမဟုတ်ဘူး boss လုပ်လိုက်တာချိန်တိုင်ပြန်ပေါ်လာမှာသူကအပြည့်သက်မဟုတ်ဘူးနောက်တစ်ခါဏိရောဓသမဘာဆိုတာကြာဥရလိုက်မယ်ဏိရောဓသမဘာဝင်စားလို့ရှိရင်စိတ်စေတသိက်စေတသာရောအလုံးချုပ်သွားတယ် ။တမာရီဆောင်အားနဲ့ဒါလည်း pause လုပ်လိုက်တာပဲ။ခိတ္တခဏအကြောင်းတရားတွေကိုဖယ်ရှားပြလိုက်တဲ့အတွက်ကြောင့်စိတ်ဆိုရလဲသူကသူဖြစ်တာမဟုတ်ဘူး။အကြောင်းတရားကိုမိဖြစ်တယ်။အဲ့ဒီအကြောင်းတရားတွေကိုခိတ္တ pause လုပ်လိုက်လို့ရှိရင် စိတ်ဟာလည်းရပ်သွားတယ်။အဲ့ဒီနှစ်နေရာလွဲရင်မြစ်တဲ့ process ကပြောင်းသွားဒါဖြင့်ခုနလို post လုပ်လိုက်လို့ရှိရင်ကံတရားတွေရောပျောက်ွယ်သွားလားဆိုမခွဲဘူး ရှေ့နဲ့နောက်နဲ့ဟာအနန္တရပစ္စယောပဲသူကနိရောဓသမဘာဝင်စားလို့ခုနှစ်ရက်ကြာတဲ့ဆုံးတော့အနန္တရပစ္စယောပဲသူကဒီကြားထဲမှာတခြားဟာမခြားခြင်းဒီပင်နဲ့သူ့ရဲ့ process ရှိနေတယ်ဆိုတော့ပြရလိုက်တဲ့အဆုံးနဲ့နောက်ထပ်ပြန်စားခြင်းအစတို့ရှားမှာအကြောက်ွယ်မရှိဘူးအဲ့ဒါကိုပဋ္ဌာန်းပစ္စည်းထဲမှာအနန္တရပစ္စယောလို့ပြောတာနော်တခါ အတဉ္ဇကဘုံရောက်သွားပြန်တော့လည်းပဲထို့တူပဲအနန္တရပိစီောပဲစိတ်အစဉ်ညာသုတိစိတ်နဲ့ပရိသေရိစိတ်ပရိသေရိစိတ်ဘဝရုပ်စဉ်သူသမားရိစွာအကုန်လို့တင်ညာစတင်ဖြစ်ပေါ်လိုက်တဲ့အချိန်လေးမှာပြန်လည်နှိုးထလာပြန်ခိတ္တဘော့စ်လို့အဲ့တော့ mental process ရဲ့စိတ်ဖြစ်စဉ်ကြီးဟာတန်တရာထဲမှာရပ်ဆိုင်သွားတယ်လို့မရှိဘူးအပြည့်ပိုင်ရပ်သွားတယ်လို့မရှိဘူး ဒါကြောင့်မို့စိတ်တတန်တတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ထဲမှာကံတရားဟာတတိအနေနဲ့ရှိနေတယ်လို့သူပြောတာဟုတ်တတိအနေနဲ့အဲ့တော့အုံနောက်မှာဂိမ်းတာလည်းမဟုတ်ဘူးနှလုံးသားမှာဂိမ်းတာလည်းမဟုတ်ဘူးခန္ဓာကိုယ်တဏှာမှာဂိမ်းနေတာလည်းမဟုတ်ဘူးစိတ်အစဉ်မှာရှိတယ်လို့သူတို့ပဲမှတ်သားဖြစ်ဟုတ်ပြီ ကောင်းလဲကောင်းတာလို့လဲကံဖြစ်တယ်မကောင်းတာလို့လဲကံဖြစ်တယ်အဲ့ဒီကံတွေဟာလုံးတရားကိုယ်နဲ့သာသက်ဆိုင်တယ်ဒီကိုယ်နဲ့သက်ဆိုင်တဲ့ကံတရားတွေဟာဖြစ်လျက်ဘဝမှာကိုယ်နဲ့အတူပါနေတယ်ပါတယ်ဆိုတာဟာဒီပုံရိပ်တရံကြီးနဲ့ပါနေတာမဟုတ်ဘူးစွန့်ရည်တတိအနေနဲ့ပါနေတာတော့စွန့်ရည်တတိအနေနဲ့ပါအကြောင်းအကျိုးညင်ညင်လို့ရှိရင်ကြိုးပေးမှသိချတယ်ပေါ့ဒါလို့ဆိုလို့ရတယ်အဲ့တော့မြတ်စွာဘုရားက ်အေးကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်ကြတယ်လူလောကလူတွေဟာကောင်းဆိုးနှမျိုးလုပ်ကြတယ်ဒါတွေဟာကိုယ်တည်းသာသက်ဆိုင်တယ်